တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပတ္တမဥဆုပ်အနေနဲ့ကချင်ပြည်နယ်စစ်ရဲနဲ့ပြောမယ်ဆိုလို့ရှိရင်တော့လမ်းစဲမှာတိုက်ပွဲတွေအထူးထွေကြီးမရှိပါဘူးဝိုင်းမော်မှာလည်းအထူးအထွေကြီး တိုက်ပွဲမရှိပါဘူးဒါပေမဲ့ပုံမှန်တိုက်ပွဲပဲဖြစ်နေပါတယ်ဘုံဘုံမှာလည်းထူနေလကောင်းပဲစခန်းသိမ်းနိုင်တော့မရှိဘူးဖကန်ဆိုင်တောင်ဘက်မှာစစ်ခွေးဒီဘက်ကနေမှဆိုင်တောင်ဘက်ကိုထိုးဆွဆင်ကျင်တဲ့အတွက်ကြောင့်လေရင်နဲ့ဘုံကျဲတာတွေလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တာတွေရှိတယ်ပြည်သူတွေလည်းစစ်ရှောင်းနေကြတယ်ပမ်းမောက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်အထူးအထွေစခန်းသိမ်းတာတွေတော့မရှိဘူးဆိုတဲ့အကြောင်းပြောချင်တယ် ပြီးရင်နောက်တစ်ခုနေနဲ့ကတော့6800စားတွေကတိတ်ကြောက်ရှာကောင်းလာတယ်ဆိုတော့ကျောင်းနည်းနည်းလေးပြုတ်ပြချင်းတယ်အခုကျမတို့ဘေးနားမှာတင်ထားတယ်ရုပ်ရှင်မင်းသမီးဖွဲ့ဖွဲ့သူအရင်တော့ကကျောတို့တော်လာရဲဘက်မှာပါဝင်လာခဲ့တယ်အားလုံးသိပြလာဖြစ်တယ်ဆိုတော့အခုသူ့ကိုဒီ6800စားတွေကနေမှသူ့ကိုချင်းချောက်တာတွေအများကြီးလောက်လာခဲ့ပြီဆိုတော့အခုသူနနစ်သုံးနေရုပ်ရှင်တွေရိုက်ပြီးပြီဆိုလို့ရှိရင် तू နားတော့မယ်လို့ तू တရားဝင်ပြောလာပြီအခု6800ဒီဘက်ကနေမှသူ့ကိုဘလို့တိုက်ခိုက်နေမှမသိတာဒီနေ့ပြည်သူလူထုတွေကို အညိုးတကြီးနဲ့လုံနေတာလဲခွေးဖြစ်တယ်အခုဖြူးဖြူးလိုပဲတခြားတော့တော်လရဲထဲမှာတစ်ခါပါခက်ဖူးတဲ့သူတွေကိုလည်းပဲဒီလိုမျိုး6800စားတွေကတော့ချမ်းချောက်မှာပဲဒီနေ့ကျမတို့တော်လရဲထဲမှာပါဝင်နေတဲ့ PDF ရဲ့ body နဲ့အတူပြည်သူလူထုတွေရဲ့တာဝန်ကတော့တယောက်နဲ့တယောက်အချင်းချင်းကာကွယ်ဖို့ရတဲ့ဖြစ်တယ်။တိတယ်ဆိုလို့ရှိရင်လည်းကျမတို့ကအကြောင်းကြားပြီးတော့စစ်ခွေးတွေနဲ့ဒန်းတူတော့ ပေးဆက်ချင်းကိုသူတို့ပေးရမှာဖြစ်တယ်ဖွေဖွေရဲ့ဘဝမှာလည်းအခုဒီလိုမျိုး6000ရှိရနေဘက်ကနေမှချင်းချောင်းနေတယ်ဆိုတဲ့ဥစ္စာကိုသိစေချင်တယ်အခုစစ်ခွေးတွေကတော့6000ရှိရစားတွေကိုရှင်းတန်းကြီးပဲပို့တာမဟုတ်ဘူးနော်ဒီနေ့ကျွဲတို့တော်လိုင်းရဲထဲမှာပါဝင်တဲ့သူဒီတို့ချို့ဆိုလို့ရှိရင်တရင်နိုင်တာတွေတငယ်ချင်းရောင်ဆောင်တာတွေမျိုးစုံတော့ဘက်ကနေမှတခိုးချင်းတခိုးကြံအောက်တန်းကြကြနဲ့လှုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပြည်သူလူထုတွေအရန်ဒရီထားကြပါလို့ပြောချင်တယ်နော် အဲဆိုတော့ဒီနေ့ကျမတို့ဘာမှမပြောခင်မှာဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်เนาะတိုင်းပြည်တစ်ခုမှာရှိနေတဲ့ပြည်သူတွေအနေနဲ့ကိုကြိုက်တဲ့ပါတီကိုရွေးချယ်လို့ရပါတယ်ကိုကြိုက်တဲ့ပါတီကိုရွေးချယ်ပြီးကိုသဘောကျတဲ့အစိုးရတရက်အဖြစ်တင်မြောက်လို့လည်းရပါတယ်ကိုတင်မြောက်လိုက်တဲ့အစိုးရတရက်ကိုမကြိုက်ဘူးဆိုရင်ပြည်သူလူထုအားနဲ့အဲ့ဒီအစိုးရတရက်ကိုဖျောက်ချလို့လည်းရပါတယ် သို့သောတိုင်းပြည်အတွင်းမှာတည်ရှိနေတဲ့တက်မတော်တစ်ခုကိုလူနည်းစုကမကြိုက်ယုံနဲ့အဲ့ဒီတက်မတော်ကြီးကိုဖြုတ်ချလို့လည်းမရပါဘူးအဲ့ဒီတက်မတော်ကိုလည်းဘယ်လိုတက်မတော်မျိုးနဲ့မှအစားထိုးလို့မရပါဘူးဒါကမြန်မာပြည်တစ်ခုထဲမှာတည်ရှိနေတဲ့အမှန်တရားမဟုတ်ပါဘူးကမ္ဘာပေါ်မှာရှိတဲ့တိုင်းပြည်တိုင်းတိုင်းပြည်တိုင်းမှာတည်ရှိနေတဲ့အမှန်တရားပါဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲနေလာတာနဲ့အမျှတက်မတော်က ဥဆောင်ကျင်းပပေးတဲ့ရွေးကောက်ပွဲကိုစန့်ကျင်မဲ့သူတွေများလာသလိုတက်မတော်ကြီးကိုအပြစ်တင်တဲ့သူတွေကလည်းအခုချိန်ထိရှိနေကြသေးပါပဲတက်မတော်ဆိုတာတိုင်းပြည်တစ်ခုမှာရှိကိုရှိနေရမယ်အဖွဲ့အစည်းတစ်ရပ်ပါဟုတ်ပြီမြန်မာပြည်မှာရှိနေတဲ့မြန်မာတက်မတော်ကိုတချို့သောသူတွေကမကြိုက်ကြဘူးသဘောမကျကြဘူးဒါဆိုရင်မြန်မာတက်မတော်နေရမှာဘာနဲ့အစားထိုးကြမှာလဲမြန်မာပြည်ကို ကာကွယ်ပေးနေတဲ့တိုင်းသူပြည်သားတွေကို လုံခြုံအောင်ဆောင်ရွက်ပေးနေတဲ့မြန်မာတပ်မတော်ဆိုတဲ့အဖွဲ့အစည်းတရက်ကိုမကြိုက်ဘူးဆိုရင်ဘယ်အဖွဲ့အစည်းနဲ့များအစားထိုးချင်တာပါလဲ ဆိုတော့အခုဒီထဲမှာလူသက်သမာမေအောင်စုပြောသွားတာကတော့ဒီနေ့ကျမတို့ပြည်သူလူထုဒီဘက်ကနေမှကိုကြိုက်တဲ့ပါတီကိုရွေးပြီးမှမဲထဲလို့ရတယ်ဒါလည်းမှန်ပါတယ်ပြီးလို့ရှိရင်လည်းကိုထဲတဲ့ပါတီကနေမှကိုတင်မြောက်ခြင်းတဲ့အစိုးရကိုရွေးချယ်ပြီးတော့အစိုးရတင်မြောက်လို့လည်းရတယ်ဒါလည်းမှန်တယ်ပြီးနောက်တစ်ခုကတော့လေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကိုတင်မြောက်ထားတဲ့အစိုးရပဲဖြစ်ဖြစ်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဖြုတ်ချလို့ရတယ်အဲ့လောက်ထိတူမှန်တယ်ဒါပေမဲ့သူပြောသွားတာဟာ စစ်ခွေးကိုကြတော့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေဖြုတ်ချလို့မရဘူးဒါဟာမြန်မာနိုင်ငံတမကဘူးကဘာတစ်ခုလုံးထဲမှာလဲပဲမြန်မာနိုင်ငံတနိုင်ငံထဲမဟုတ်ဘူးဘယ်နိုင်ငံကမဆိုတပ်မတော်ကိုဖြုတ်ချတယ်ဆိုတာမရှိဘူးလို့ပြောတယ်ဆိုတော့တူများနိုင်ငံမှာရှိတဲ့တပ်မတော်နဲ့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့တပ်မတော်မတူဘူးတူများနိုင်ငံမှာရှိတဲ့တပ်မတော်ဟာကိုယ့်ရဲ့တာဝန်ဖြစ်တဲ့ စစ်တပ်တာဝန်ကိုထမ်းဆောင်တယ်သူတို့ရဲ့စစ်တမ်းရမ်းမာနေတယ်စစ်တပ်တာဝန်ကိုထမ်းဆောင်နိုင်ငံတော်ကိုကောက်ွယ်တယ်မြန်မာနိုင်ငံမှာရှိတဲ့စစ်တပ်ဟာခွေးကျင်ခွေးကြံနဲ့အခုခွေးကျဘူးမတွေ့ဘူးလားတစ်ပင်ဆိုင်လဲသူပါတယ်မွေးမျိုးရဲမှလဲသူကလဲမွေးရင်လဲသူပါတယ်အမိုက်ကောက်ရင်လဲသူပါတယ်ဆဲသမားတွေဆဲဖြတ်ရင်လဲသူပါတယ်သူမပါတဲ့နေရာပါရှိလဲတချို့တော့ပြည်သားတွေဆိုလို့ရှိရင် လူရွေးသေးတယ်နော်ဒါပေမဲ့ခွင့်တပုကြတော့ဘာလာလာတောင်းတယ်တရောင်းစားလာရင်လည်းတောင်းတယ်အရက်သမားလာရင်လည်းတောင်းတယ်ဆဲသမားတခိုးချဘိုးလာရင်လည်းတောင်းတယ်ဆိုတော့ခွင့်တပုဦးဆောင်တဲ့စစ်ခွေအဖွဲ့အစည်းကိုတော့ဘယ်နိုင်ငံကစစ်တပ်နဲ့မှရောနှောပြီးမှမြင်လို့မရဘူးနော်အခုဒီရွေးကောက်ပွဲနီးလာတဲ့အခါမှာ အနည်းအကျဉ်းတော့ပြည်သူတွေဟာစစ်ခွေးတွေဥဆောင်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြတယ်စစ်ခွေးတွေကိုမလိုလားကြဘူးလို့ပြောတယ်ဆိုတော့ပြောတာတောင်မှလေနော်ပါဇက်တောင်ပြေးချင်လာပြီစစ်ခွေးတွေနဲ့ရွေးကောက်ပွဲနဲ့ဘာဆိုင်တယ်လဲတတ်မတော်ဆိုတာဟာ နိုင်ငံတနိုင်ငံမှာ ရှစ်ကိုရှိရမယ်အဖွဲအစည်းဖြစ်တယ်ဒါတိတ်မှန်တယ်နော်ဒါပေမဲ့တမ်မတော်တခုရဲ့ဖွဲ့စည်းပုံဥပဒေနဲ့ဒီနေ့နင်းတို့ခွေးတွေရက်နေတဲ့ဖွဲ့စည်းပုံတွေဟာတူညီကြသလား ဒီနေ့လူတွေထောက်ခံတဲ့တပ်မတော်ဆိုတာဟာနိုင်ငံတော်ကိုကာကွယ်တဲ့တပ်မတော်ပြည်သူလူထုတွေကိုကာကွယ်တဲ့တပ်မတော်တပ်မတော်ဆိုတာဟာစစ်တမ်းရမ်းမှနေပြီးနိုင်ငံတော်ဝန်ကိုထမ်းဆောင်ဖို့ရတဲ့ပြည်သူလူထုတွေမျိုးလင့်တဲ့ဒီလိုမျိုးအဖွဲ့အစည်းကိုပဲပြည်သူတွေထောက်ခံတယ်။နင်တို့လိုမျိုးပြည်သားထက်တောင်ပိုဆိုးပြီးဘာလာလာတောင်းနေတဲ့နင်တို့ခွေးတွေကိုဒီနေ့ကျွားတို့တပ်မတော်အနေနဲ့မတတ်မထားဘူး။ပြည်သူလူထုတွေကတပ်မတော်ကိုချစ်ပေမဲ့ခွေးအဖွဲ့အစည်းကိုလုံးဝမချစ်ဘူး။ ခွေးအဖွဲစည်းကိုဒီနဲ့ကျတော့ခြေမုံနေတာတတ်မတော်ကိုခြေမုံနေတာမဟုတ်ဘူးတတ်မတော်ရောင်ဆောင်ပြီးတော့တတ်မတော်အမိခံပြီးတော့ပြီးသူလူထုတွေကိုတတ်နေတဲ့ခွေးတွေတတ်မတော်ရောင်ဆောင်ပြီးတော့နိုင်ငံရဲထဲမှာပါဝင်ချင်နေတဲ့ခွေးတွေကိုအမြင့်ဖြတ်ခြေမုံနေတာလူတတ်သမားရဲ့နော်စစ်ခွေးလို့ခေါ်တဲ့ဒီတက်မတော်အမည်ကိုခံယူထားတဲ့ဒီစစ်ခွေးတွေကိုမကြိုက်ဘူးဆိုလို့ရှိရင်စစ်ခွေးတွေရဲ့နေရာမှာဘာနဲ့အစားထိုးမလဲတဲ့ ကျတော့ကတတ်မတော်ဆိုတော့ကိုချစ်ပြီးတာဆိုတော့တတ်မတော်ကို မမှန်ကန်ကန်ရှောက်နိုင်ဖို့ရာအတွက်လူချင်းရမယ်မူချင်းရမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီစခွေးဂီတာတတ်မတော်အမျိုးကိုခံပြီးမှနေနေတွေ့ကျတော့ပြည်သူလူထုတွေကဆက်လက်ပြီးတော့ချိန်မုန်းနေမှာပဲเนาะမြန်မာနိုင်ငံကို ကာကွယ်ပေးနေတဲ့တတ်မတော် ပြည်သူလူထုတွေကိုလုံခြုံမှုကိုဆောင်ရွက်ပေးနေတဲ့မြမတတ်မတော်လို့ခေါ်တဲ့ဒီအဖွဲ့အစည်းကို မကြိုက်ဘူးဆိုလို့ရှိရင်ဘယ်အဖွဲ့အစည်းနဲ့အစားထိုးမလဲလို့ပြောတာဆိုတော့ဒီနဲ့မြန်မာနိုင်ငံကိုနင့်တို့ခွေးတွေကြည့်ထားနင့်တို့ဘောမတွေကြည့်ထားခဏတော့ကပြောတယ်ပြည်သူလူထုတွေကိုကာကွယ်ပေးတယ်လို့ပြောတဲ့အခါမှာဒီနေ့မြန်မာနိုင်ငံဟိုးပူတာဦးကနေမှာကောတောင်းအထိရှိတဲ့ဘေးပြည်သူတွေကိုနင်းတို့ကာကွယ်ပေးနေတယ်လေ အဆွန်ဆုံးကျမတို့တခြားတော်လာရဲမှာပါနေတဲ့မိသားစုဒီကိုမပြောနဲ့နင်းတို့ဘောမဒီကိုတောင်မသူကြိုက်တဲ့စကားမပြောဘူးဆိုလို့ရှိရင်အချိန်မရွေးနင်းတို့ဖမ်းလိုက်တယ်အခုနောက်ဆုံးဖမ်းတာရာဇာရာဇာကိုတနေ့ထဲမှာပဲသူ့ကိုလာဖမ်းပြီးတဲ့နှစ်နာရီလောက်အကြာမှာပဲသူ့ကိုတခါလဲထောင်နှစ်နှစ်ဆိုပြီးမှချလိုက်တယ်တဲ့ဖမ်းလိုက်တာနဲ့တခါလဲထောင်တန်းချလို့ရသလားဇော်ဖုံးဟိန်းနေဖမ်းလိုက်တယ်အခုနင်းတို့ဘောမဘယ်ညောက်ရှိပြီလဲဖမ်းသွားတာ ဒီနေ့ကျမတို့မြန်မာတပြည်လုံးမှာရှိတဲ့ပြည်သူလူထုတွေအကြောင်းမပြောနဲ့နင်းတို့သူ့ရဲ့ဘောကိုမပေးနေတော့ကျွန်းဒီကိုတောင်းမစကားတခွန်း အမားတော်မဟုတ်ဘူးနော်အမှန်တခုကိုတောင်ထောက်ပြနိုင်စွာနင့်တို့မှာရှိသလားထောက်ပြနိုင်တဲ့အခွင့်အရေးရောနင့်တို့မှာရှိသလားဒီနေ့မြန်မာနိုင်ငံမှာဘယ်သူကိုကာကွယ်ပေးနေတယ်လဲလုံခြုံရေးပေးတယ်ဆိုတော့ဘသူကိုလုံခြုံစွာပေးနေတယ်လဲဆိုတော့ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ရောကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ရောကြွတ်ဆက်မပြောခင်မှာဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်တက်တူသားစားတဲ့စစ်သားတရောင်းစားတွေပြီးဖို့ ဇတ်တူသားစားတဲ့စစ်သားတောင်သားတွေတောင်စားနေတဲ့စစ်သားတွေမန္တလေးမှာဖြစ်သွားတာမန္တလေးမှာသူတို့တတ်မှတ်ထားတဲ့အချိန်ညအချိန်ပေါ့ကျမသားထမင်းစားပြီးထမင်းဆိုင်တွေကအထွက်သူတို့တတ်မှတ်ချိန်ကိုလမ်းပေါ်မှာတွေ့လို့ဆိုပြီးပေါ်တာဆွဲသွားတယ်ဆွဲသွား IT ကိုမှန်တယ်သူတို့ဘက်ကမှန်တယ်ကျမသားဘက်ကမှားတယ်တတ်မှတ်ထားတဲ့အချိန်မှာလမ်းပေါ်မှာတွေ့တဲ့အတွက်လမ်းကိုထွက်တဲ့အတွက်ကျမတန်းမှားတယ်အဲ့အထီကို သူတို့မှန်သေးတယ် မန္တလေးနန်းတွင်းထဲကိုပေါ်တာဆွဲသွားရောနန်းတွင်းထဲရောက်တော့စစ်စေးမေးမြန်းပေါ့စစ်စေးမေးမြန်းတဲ့အချိန်မှာစစ်သားလုံမလားလို့မေးတယ်တဲ့မလုံဘူးကျွန်တော်အဖေကလက်ရှိတာဝန်ထမ်းဆောင်နေတာစစ်သားရောက်ခါလဲစစ်သားအဲ့တော့ကျွန်တော်စစ်သားမလုံရှင်အဲ့လိုပြောတော့ကိုပိုင်နံပါတ်အဆင့်အမီနေရလိပ်စာမေးတယ်တဲ့မေးတော့လဲပြောပြီးသွားပြီကိုပိုင်နံပါတ်အဆင့်အမီနေရလိပ်စာလဲပြောပြီးသွားပြီမကျင်တဲ့လို့ချင်းကလေးမှတ် လောက်တဲ့အထိတသိန်းနှစ်သိန်းလောက်ဓာန်ငွေရိုက်လိုက်ရပြီလေအခုတော့စစ်သားတားသမီးပါလို့ပြောတာကို10သိန်းနဲ့ရွေးခိုင်းနေတဲ့ဟမ်တော်ပြီလား10သိန်း10သိန်းလုံလောက်ပြီလားစစ်သားတားသမီးပါပြောရအောင်10သိန်းနဲ့ရွေးရတယ်ဆိုတော့နင်တို့တော်တော်ကိုပဲငတ်ပြတ်နေရလားနင်တို့လာစားနေနင်တို့မလောက်လို့လားဒီမှာနင်တို့သိဖို့ကလေနင်တို့လို့ငါတို့ရဲ့ယောက်ျားတွေကတောင်းစားနေတဲ့စစ်သားမဟုတ်ဘူး ဆိုတော့အခုဒီအမျိုးသမီးပြောသလောက်ဆိုလို့ရှိရင်သူ့သမီးလည်းစစ်သားနဲ့ယူထားတယ်သူလည်းစစ်သားမိန်းမဆိုတော့သူ့သားကိုဖမ်းသွားလိုက်တာသူလက်ခံပါတယ်နတိုင်းလောက်အထိရွေးရမယ်ဆိုနဲ့သူလက်ခံပါတယ်ဒါပေမဲ့သူ့သားကစစ်သားမဖြစ်ချင်ဘူး သူ့အဖေရောသူ့ရုပ်ဖတ်တွေရောအားလုံးကစစ်တမ်းဖြစ်နေတဲ့အတွက်ကြောင့်သူ့ဟာစစ်တမ်းမလုပ်ချင်ဘူးလို့ပြောခါနင့်တို့ဆယ်သိန်းနဲ့ရွေးခိုင်းတယ်တဲ့ကဲနင့်တို့ဘောမှာအချင်းချင်းခွေးကျဘူးရဲ့ကျုံဖြစ်တဲ့သူဒီကိုတောင်မှ လုံခြုံမှုပေးနိုင်သလားအခုနင့်တို့စစ်ခွေးတွေဟာပြန်ပေးဆွဲသူ့သမင်းစားပြီးပြန်လာခဲ့တယ်သူ့ကိုဖမ်းလိုက်တယ်ဆယ်သိန်းနဲ့ရွေးပါဒါဟာပြန်ပေးဆွဲမဟုတ်တော့ဘာလဲဒါဟာတကိုးကြဘိုးအကျင့်စာရိတ္တမဟုတ်တော့ဘာလဲလူကောင်းတယောက်ဟာပြန်ပေးဆွဲတဲ့အလုပ်လုပ်သလား ဥပဒေစိုးမိုးထားတဲ့နိုင်ငံတစ်ခုခုသာရှိခဲ့ရင်အညာအချိန်မတော်တွားလို့ဖမ်းတဲ့လူတယောက်ကိုဆယ်သိန်းနဲ့ရွေးခိုင်းရတယ်လို့နင့်တို့ကဘယ်သူတင်ပေးတယ်လဲဘောမာဒီတောင်မှလုံခြုံမှုရှိတယ်လား နောက်တစ်ခုအနေနဲ့ကာကွယ်ပေးတယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုဘေကနဲ့နင်းတို့ကာကွယ်ပေးတယ်လားဘေရန်ကနဲ့ကာကွယ်ပေးတယ်လားအခုနင်းတို့ပဲရံမူနေတာမဟုတ်ဘူးလားမလုံးမချုံအောင်နင်းတို့ပဲလှုပ်ပေးနေတာမဟုတ်ဘူးလားဆိုတော့နင်းတို့စစ်ခွေးဒီကဘေရန်ကနဲ့ကာကွယ်ပေးလို့ဘေသူ့စီကနဲ့လုံချုံမှုကိုယူနေတယ်လားဒီကလေးဟာနံပါတ်၁စစ်သားရဲ့သားဖြစ်တဲ့ ဒုတိယအနေနဲ့မြန်မာနိုင်ငံသားဖြစ်တဲ့မြန်မာနိုင်ငံသားတယောက်ဟာယူမှုနေတာလည်းမဟုတ်ဘူးသူ့ဖာနဲ့သူကြိုက်တဲ့အချိန်မှာတွာလာလို့ရတယ်ဘယ်သူ့ကိုမှပြက်တနာမရှိဘူးဆိုလို့ရှိရင်နိုင်ငံသားတယောက်ကကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့တွာလာလို့ရတယ်ဘယ်မှလဲနင်တို့ကာကွယ်ပေးတာဘယ်မှလဲနင်တို့လုံချုံရေးပေးနေတာဘယ်သူ့ကိုလုံချုံရေးပေးနေတယ်လဲခွေးချဖို့တွားမယ်နေရာထဲမှာစစ်သားတွေထောင်နဲ့ချီပြီးမှကာကွယ်ပေးတာကိုနင်တို့ကကာကွယ်ပေးတယ်လုံချုံပေးတယ်လို့ပြောကြလား ဒီနဲ့ကြောင်းတက်နေတဲ့ကလေးတငယ်တွေဘဝတော်မှာနင့်တို့အချိန်မရွေးဘုံကျဲတိုက်ခိုက်ခဲ့တယ်။ဆိုတော့ဘယ်သူ့ရဲ့ဘဝကလုံခြုံနေတယ်လဲ။လောကကြီးထဲမှာပြန်ပေးဆွဲတဲ့သူဒီဟာဘယ်လိုမျိုးရာဆွေးမှုကိုကျိုးလွန်နေတဲ့သူဒီလဲအခုနင်းတို့ဟာတရောင်းစားတောင်ရိုးရိုးတရောင်းစားမဟုတ်ဘူးတနက်ကင်ပြီးတော့ချိမ့်ချောက်ပြီးတောင်းစားနေတဲ့တရောင်းစားတခိုးကြဘိုးတွေဖြစ်တယ်ဆိုတော့ဒါမျိုးကိုစစ်တပ်လို့ခေါ်သလားဒီလိုမျိုးစစ်တပ်ကနိုင်ငံခြားမှာရှိတဲ့စစ်တပ်နဲ့တူနေသလား အခုဒီအဖွားကြီးပြောတယ်နင်းတို့ဒီခြေသိမ်းလောက်ပြီလားတဲ့လိုချင်ပြန်ပေးမယ်ဘာကြောင့်လဲဆိုနင်းတို့ကတောင်းစားနေမလို့နင်းတို့စခွေးတွေရဲ့ဘဝနင်းတို့သိတယ်ကျုံနဲ့ချင်းချင်းမှာတောင်းနင်းတို့စိတ်ဓာတ်တွေဖြူစင်ကြတလားဒါကိုကြည့်ပါ ြည်သူတီတောင်မလုတ်တဲ့ပြန်ပေးဆွဲအမှုကိုလှုပ်ဆောင်နေတဲ့ခွေးကြဘူးတီကိုငေါ်တော့ကဒါဟာငေါ်တော့မြန်မာနိုင်ငံမှာမရှိမဖြစ်ဖြစ်တဲ့တတ်မတော်ဖြစ်တဲ့ဒီတတ်မတော်ကိုမထောက်ခံရင်ဘယ်တတ်မတော်ကိုထောက်ခံမလဲလို့နင့်တို့ဘယ်လိုမျိုးစိတ်တက်နဲ့နင့်တို့ပြောဆိုလဲနင့်တို့လည်းကြံရပါတခိုးကြဘူးမလို့ဒီစကားကိုပြောသလားအခုစစ်တပ်ဆိုတဲ့ခွေးကြဘူးတခိုးသမားတွေကိုကာကွယ်ပေးတဲ့နင့်တို့ဘောမတွေဟာတကြိတ်တညာတခိုးကြဘူးတွေပဲ နော်တခုတဘိုးကိုထောက်ခံတာတခုတဘိုးပဲရှိတယ်တခုတဘိုးတွေကိုဘယ်ပြည်သူလူထုကမှမထောက်ခံဘူးနော်အခုခွေးတွေကိုအကုန်ထုတ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့အရေးအချင်းမီတော့တိုင်းရင်းသား၈မျိုးထဲက လူမျိုးတွေအကုန်ပေါင်းပြီးတော့ဒီတတ်မတော်ကိုခိုင်ခန့်အောင် ကောင်းအောင်တစ္ဆာရှိအောင်အကျင့်စာရတကောင်းအောင်ပြီးသူဒီကိုတကယ်ပဲကာကွယ်ပေးတဲ့ပြီးသူဒီကိုတကယ်ပဲလုံခြုံစွာလှုပ်ဆောင်ပေးနိုင်တဲ့တိုင်းရင်းတိုင်းပေါင်းစုံမပါဝင်တဲ့တရွတ်ဒီစစ်တပ်ဟာတကိုးကြဘိုးပြန်ပေးဆွဲတမားဖြစ်တယ်ဆိုတာကိုတော့နော်မှတ်ထားပါဒါကြောင့်ဒိုက်ဒီစစ်တပ်ကိုငေါ်တော့အမြစ်ဖြတ်နေတယ်ဆိုတော့လည်းမမဲ့နဲ့ပေတော့မှလည်းနင့်တို့ကိုခွလွတ်မှာမဟုတ်ဘူးနော် ပြီးရင်အခုကျွန်တော်တို့ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်နော်နားကြားခင်ဗျာဟောဒီအဆောက်အဦကြီးတွေကိုဘယ်သူတွေစောက်ပေးခဲ့ပါသလဲခန္ဓာကြီးကျယ်ပါသလားဒီအဆောက်အဦအတွင်းမှာပါတီပေါင်းစုံပေါင်းဝင်ဆွေးနွေးနေကြတာဟာဒီမိုကရေစီအတိုင်းသွားနေကြတာပါဘယ်ပါတီဘယ်အဖွဲ့အစည်းရဲ့တိုက်တွန်းချက်မှမပါဘဲဒီမိုကရေစီခရီးရှောင်လန်းနိုင်အောင်တပ်မတော်ကတိဆောက်ပေးခဲ့တာပါဒါအသက်တွေပြရုပ်ပါပဲဒီမိုကရေစီကိုသွားခြင်းလို့တော်တော်ကိုယ်စားလှယ်တွေအေးအေးကြမ်းကြမ်းခံခံနာနာဖြစ်အောင်လို့တိဆောက်ပေးခဲ့တာတက်တည်ပါပဲ။ ရေဘော်ကာအနေထားကနေတည်ငြိမ်ပြီးကောင်းမွန်တဲ့ရလဒ်တခုရရှိစေဖို့ပြည်သူ့အခြေခံဥပဒေစတင်ရေးဆွဲစဉ်ကတည်းကပင်အစအစကမျှော်တွေးပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အခြေခံဥပဒေပေါ်မှာ138ရရေဘော်အခြေအနေကြီးညာတဲ့ကိစ္စရမှာနိုင်ငံတော်သမ္မတဟာတမတော်ကာကွယ်ဦးစီးချုပ်ကိုနိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စီတာဖြစ်ပါတယ်တမတော်ကာကွယ်ဦးစီးချုပ်အနေနဲ့နိုင်ငံတော်တည်ငြိမ်အေဂျင်စီတွေပေးအပ်တဲ့တောင်းကိုဆောင်ရွက်ပြီးစီးပြီးဆိုရင်ဆက်လက်ဆောင်ရွက်ရမယ့်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက်နိုင်ငံတော်သမ္မတဦးဆောင်ပါဝင်တဲ့ မြူသားကောက်ကွေးရင်းနဲ့လူကြီးကောင်စီအနေနဲ့သာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆိုတော့အခုဒီဗီဒီယိုထဲမှာဒုတိယဘူမိုးကြီးညီညီလွင်ဆိုတဲ့ခွေးဟောင်းသွားတာ။ဆိုတော့အခုဒီခွေးကတော့ဘာပြောတော့လဲ။နော်ဒီအဆောက်အုံဟာတဲ့စစ်ခွေးတွေဆောက်ပေးတယ်တဲ့။ခန့်ညားတယ်မဟုတ်ဘူးလားတဲ့။သဘောကျတယ်။ခန့်ညားတာမဟုတ်ဘူးလားတဲ့ question နဲ့ရင်စတာ။ဆိုတော့ဒီအဆောက်အုံကိုနင်တို့တတ်မတော်ဆိုတဲ့ခွေးဖွဲ့ကနေဆောက်ပေးတယ်လို့ပြောရအောင်။နင်တို့ချွေးနေစာတပြားပါခဲ့သလား။ ဒီအဆောက်အုံကတိန့်တရာကုန်တယ်ဆိုလို့ရှိရင်နင်တို့တိန့်ဘယ်နှထောင်စားလိုက်ပြီလားပြည်သူလူထုရဲ့ပတ်စံနဲ့နင်တို့ဆောက်ပေးတယ်ဟိုတရာဟာတမရောဆောက်တယ်ဒီအိမ်ဟာတမရောဆောက်တယ်ဘေးစကားမှပြောနေငွေတို့ပြည်သူလူထုတွေရဲ့ငွေကြေးရင်းနဲ့ဆောက်ထားတာတိန့်တရာတန်တယ်ဆိုလို့ရှိရင်နင်တို့ပြည်သူလူထုရဲ့ပတ်စံဘယ်လောက်စားလိုက်ပြီလားတိန့်ထောင်ချီပြီးမှစားလိုက်ပြီမဟုတ်လားတိန့်တထောင်လောက်ကုန်မှတရာလောက်နဲ့နင်တို့ဆောက်တာနင်တို့မျိုးစုံနိုင်တာကိုပဲကျေးဇူးတင်ပါနော် ဆိုတော့အခုဒီထဲမှာသူပြောသွားတာဟာဒီလိုမျိုးအဆောက်အုံတွေဆောက်တဲ့ဥစ္စာကတဲ့ဒီစစ်ခွေးတွေဘက်ကနေမှဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတွားနေတယ်ဆိုတော့ဥစ္စာကိုတက်တယ်ထူတာဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီမိုကရေစီဒီကိုတွားချင်တယ်လားမတွားချင်ဘူးလားဘာတက်တယ်ထူတယ်လဲမထူဘူးလဲဆိုတာထက်နင်းစစ်ခွေးကို၌ဒီလွတ်တော်ထဲမှာရက်ပြီးမှဒီအကြောင်းတွေကိုထွက်ပြောနေပြီးဆိုတာနဲ့တောင်မှဒါဟာဒီမိုကရေစီဟုတ်မဟုတ်တောင်နင်းမှမစင်စားတတ်ဘူးလားဒုတိယဘုံမူကြီးဆိုတဲ့ ဲ့နေရကိုဘဲအုံနောက်နဲ့တက်ခဲ့တာလားမစင်အုံနောက်နဲ့တက်ခဲ့တာမဟုတ်ဘူးလားလွတ်တော်ခတ်မအထဲမှာ ခွေးတကောင်ကပြည်သူတယောက်ရောင်ဆောင်ပြီးမှစကားပြောနေတဲ့အဥ္စာကိုဒီမိုကရေစီလို့ခေါ်သလား ဒီထဲမှာပါဝင်နေတဲ့လွတ်တော်အမတ်တွေလွတ်တော်ထဲမှာထိုင်နေတဲ့သူတွေအားလုံးဟာဘုဒ္ဓရဲ့တိုက်တွန်းချက်မှမပါဘဲနဲ့အားလုံးဟာဒီမိုကရေစီအတွက်လှုပ်ဆောင်နေတယ်လို့ပြောတဲ့အခါမှာပြည်သူတွေကိုလက်ခံတယ်အခုနင်းလိုမျိုးခွေးဥအင်ကြီးဝတ်ထားတဲ့သူတွေနဲ့ဒီလွတ်တော်နဲ့ဘာဆိုင်တယ်လဲပြင်းသူပြောသွားတာက အခြေခံဥပဒေ၄၈၈အရေးပေါ်အခြေအနေကိစ္စပေါ်မှာနိုင်ငံတော်တမရကနေမှ တမ်ဒိုကာကိုရဲ့ဦးစီးချုပ်ကိုနိုင်ငံတော် အာဏာကိုလွှဲပြောင်းပေးတယ်လို့ပြောတဲ့အခါမှာဘဲတမရကနဲ့မှခွေးချဘုတ်ကိုလွှဲပြောင်းပေးခဲ့တယ်လားခွေးချဘုတ်ကနဲ့မှတမရဖြစ်ချင်လို့တမရဦးဝင်းမြင့်ကိုကျမရဲကြောင့်အနားယူရပါတယ်ဒါကြောင့်မို့အာဏာကိုလွှဲပြောင်းပေးပါတယ်လို့ပြောခန်းတာတမရဦးမြင့်လွှဲပြောင်းခဲ့တယ်လို့ပြောခဲ့တယ်လားငါသေးရင်သေးသွားပါစေငါမလွှဲပြောင်းဘူးလို့ပြောခဲ့တယ်လားဘဲဟာကိုနင်းတို့ကြားခဲ့တယ်လား ဆိုတော့ခွေးကျဖို့ကိုဘသူကအာနာတွေပြောင်းပေးခဲ့တယ်လေအခုခွေးကျဖို့ကနေမှဒီအာနာလွဲပြောင်းယူပြီးတဲ့နောက်ပိုင်းမှာဒီနိုင်ငံရဲ့တာဝန်အဝဝကိုသူလှုပ်ဆောင်ခဲ့တယ်လို့ပြောတယ်ဆိုတော့ဒီနေ့နင်းတို့ရေးဆွဲထားတဲ့ဒီအခြေခံဥပဒေဟာလူဆွဲခဲ့တလားခွေးကြီးပဲဆွဲခဲ့တလားနင်းတို့ပိုတည်တယ်နော်ပြီးနောက်တစ်ခုကတော့နင်းတို့အမြဲတမ်းအုပ်ချုပ်နိုင်ဖို့ရအတွက်အတက်အရွယ်မကြီးခင်မှာတော့ ခွေးအင်ဂျင်ဝတ်ပြင်းမှမြန်မာနိုင်ငံကိုချဲလဲမယ်အုပ်ချုပ်မယ်ပြန်ပေးဆွဲမယ်တခိုးကြဘိုးအလုပ်ကိုလုပ်မယ်မဒိန်ကိစ္စကိုလုပ်မယ်ပြည်သူတွေကိုငြိမ်းပန်းနှိပ်စက်မယ်အသက်အရွယ်အိုလာပြီးခွေးအိုဖြစ်လာတဲ့အခါမှာကြတော့ နလသုံးလားလောက်ပင်စင်ယူလိုက်မယ်ပင်စင်ယူပြီးပြီဆိုလို့ရှိရင်ခွေးအင်ဂျီကနေမှလူအင်ဂျီပြောင်းလဲဖို့ပြီးတော့ကျန်းဖွတ်ပါတီထဲမှာဝန်ပြီးတော့နိုင်ငံတော်ကိုဆက်လက်ပြီးချဲလဲဖို့ရအတွက်နင်တို့အကုန်အစီအစဉ်ဆွဲခဲ့တာမဟုတ်ဘူးလားဆိုတော့ဘယ်မှာလဲဒီဥစ္စာကဒီမိုကရေစီဒီမိုကရေစီလို့နင်တို့ပစတ်ထဲမှာအာအာရရပြောရအောင်ဒီမိုကရေစီထဲမှာစစ်ခွေးကလူတော်ထဲမှာထိုင်ခွင့်ရှိသလား ဒါကိုစဉ်းစားပြီးပြောပါဆိုတော့ဒီဒုတိယဘုံမိုးကြီးညင်ညင်လွင်ဆိုတာဟာသမင်းစားပြီးကြီးလာတာလားဓမ္မမဟုတ်မွေးကလေးကနေမှ မစဉ်းစားပြီးကြီးလာတာလားစဉ်းစားပြီးပြောเนาะဆိုတော့အခုကျွန်တော်တို့နောက်တဲ့တဲ့ပုံနေနေလဲဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်ရအောင်เนาะညင်တို့ယောက်ျားအခုတိုက်လေရင်မောင်းနေတယ်เนาะချက်ပိုက်တာမောင်းနေတယ်ကြီးသူတကောင်လိုက်တက်နေတာပို့ဆိုပါစားရတက်ထားတာတရင်နေမှာရိုက်ကြည့် အဲ့အဲ့တည်နေတဲ့ပုံစံအတိုင်းကိုနင်တို့မိပါလေနင်တို့စနီးမရနေသားသမီးနင်တို့တာမှုထိုက်မိသားသူအဲ့နင်ယောက်ျားနဲ့အတူပိုးစုပ်ပါစက်နင်တို့အချိန်ပေါင်းများစွာအစဲသားမကအချိန်ပေါင်းများစွာတေဆုံးနဲ့တေမားနင်တို့အများပေါ်မှာမတရားတစ်ဖြစ်လောက်ထားခဲ့တယ်ငါတို့ကြောစရာကိုမလိုနင်ဝတ်ဝတ်ဆိုတာချက်ချင်းလာမှာအဲ့ဒါကိုနင်တို့သမင်းဝအောင်ပြုံးပြုံးကြီးစားထားနင်တို့ကိုနင်တို့မသိဘူးအောင်မေးမယ်မသိရအောင်နော်ဘယ်နဲ့ဖရာခံထားလို့လဲရေမှုမောင်းနေတဲ့ဟိုခမားတို့အမေတွေအဖေတွေရောပြောလိုက်မှာ မများတို့လည်းတင်ញံကုန်းတနေ့သွားမှာသွားတာချင်းအတူတူကိုသေသွားရင်တော့ခမများတို့အပယ်ပုံပါခမများတို့အာကုသူတွေအထုပ်လိုက်ထယ်လိုက်သေသွားခင်ဗျားသားသမီးလိုမဆုံးမပဲနဲ့လှုပ်ထားတာတွေကိုဝမ်းမြောက်ဝမ်းသာနဲ့မြောက်ပင်ပေးပြီးတော့နင်တို့ဇနီးမယားတွေရောနင်ယောက်ျားနဲ့အတူအဲ့ဒီငရဲပြီးမှအာကူတို့တွေထုံလိုက်တင်းလိုက်နေနင်တို့ဘယ်တော့မှလူပဲမဖြစ်တဲ့ဘဝတွေနဲ့နေကြလူတွေပယ်တဲ့ယုံနဲ့နင်တို့ဘဝတွေကိုရောက်မှာနင်တို့ကြက်ကြက်လှုပ်ထား ရင်တို့ကိုနေတော့မကြောက်ရင်ရောက်ကြလို့တည်းများဟောင်းရင်တို့စားရအပင်းတွေပြည်သူချိန်စားတွေခမင်းနေရနော်ခဏတော့ကမင်းအုပ်ဆိုးပြောတဲ့စစ်ခွေးတွေကပြည်သူလူထုတွေကိုကာကွယ်ပေးနေတယ်ပြည်သူလူထုတွေကိုလုံခြုံစွာဆောင်ရွက်ပေးနေတဲ့တပ်မတော်လို့ပြောတဲ့အခါမှာအခုဒီပြည်သူအမျိုးသမီးကဘာပြောသွားတယ်လဲအခုနင်းတို့ကိုချိန်စားတိုက်နေတာမဟုတ်ဘူးလားဆိုတော့အခုဒီနေ့နင်းတို့ကို ဘေးတပီတူကများစစ်ခွေးတွေကငွေတို့ကိုလုံခြုံစွာပေးနေပါတယ်အစွန်ဆုံးနင်းတို့ဘောမာဒီတောင်မှငါတို့ဘောမပေးနေတဲ့ဒီခွေးတွေဟာငါတို့အတွက် လုံခြုံမှုပေးပါတယ်ဒီခွေးတွေကငါတို့အိမ်ချက်မှာဟောင်ပေးနေတဲ့အတွက်ကြောင့်ငါတို့ကလုံခြုံစွာအိတ်ဆက်နားယူခွင့်ရတယ်လို့နင်တို့ဘောမတွေတောင်ပြောနိုင်သလား ဆိုတော့အခုဒီနေ့နင်းတို့ဘောမတွေတောင်မှဘယ်မှာပုံပြီးဘယ်နေရာထဲမှာဟောင်းနေကြတယ်လဲနင်းတို့ပိုတိပါတယ်နော်တဲချင်းတူတူရင်တောင်မှနင်းတို့အသေးပြီးမှဘယ်ငရေထဲမှာကြမလဲအခုပြည်သူတွေ အကျိစာတိုက်နေပြီနော်တိတ်မပြောချင်ဘူးအသေးဆုံးနဲ့လည်းနင်းတို့တဲမယ်ဆိုတော့လည်းမမဲ့ပါနဲ့လို့ပြောချင်တယ်ကို့အလေကြလို့ရှင်မနှွဲစရမ်းနဲ့အေးအေးဆေးဆေးအခုဒီအန်တီတီပြောတယ်လို့ပဲသမင်းစားရင်ပြုံးပြုံးနဲ့နင်းတို့စားထားကြနော်မပြုံးနိုင်တဲ့အချိန်ကြီးရှိလိမ့်မယ်နင်းတို့မမျောဆုပ်နိုင်တဲ့အချိန်နင်းတို့မရည်နိုင်တဲ့အချိန်ရောက်တဲ့အခါမှများမြင့်ရည်တစဲမှလာမကြနိုင်လို့ပဲပြောချင်တယ်နော်ပြည်သူတွေအားလုံးကြောက်မပြုတ်ရှိကြပါစေ